အပသောတုံ့ပြန်ခြင်းလူတယောက်ကကိုယ့်ရဲ့ဖြစ်တည်မှုကိုတန်ဖိုးမထားပဲအတိမတ်မပြုပဲလေးစားမှုမရှိပဲဆက်ဆံတာခံရဘူးပါလားအဲ့ဒီအတွက် ကျမတို့ရဲ့စိတ်ထဲမှာနာကျင်ဝမ်းနည်းရမယ်စိတ်ထိခိုက်အားငယ်ရမယ်ဒါမှမဟုတ်ဒေါသထွက်ခံပြင်းမိပါလိမ့်မယ်ဒီလိုဆိုရင်ကျမတို့က သူဖြစ်စေခြင်းနဲ့အတိုင်းခံစားပေးလိုက်မိတဲ့အတွက်သူလိုချင်တာကို ပေးလိုက်မိတာနဲ့အတူတူပါပဲဘဝမှာအဲ့ဒီလို ကိုကိုဝန်စင်အဟဲလူတယောက်လိုအေးမပါတဲ့သူလိုဆက်ဆံခံရတဲ့အခါတိုင်းအကောင်းဆုံးတုံ့ပြန်ဖို့ကကိုယ့်ရဲ့အားသာတဲ့အရေးသွေးကိုအသုံးချပြီးတော့တဲ့သူလူရဝင်တဲ့သူအေးပါတဲ့သူတယောက်ဖြစ်အောင် နေရာတနေရာစီရောက်အောင်စူးစမ်းပြခြင်းပဲဖြစ်ပါတယ်ကိုကိုအမျိုးမျိုးစိတ်ဆင်းရဲနာခြင်းအောင်နီလန်းပေါင်းစုံနဲ့ထိုးနှက်တိုက်ခိုက်တာခံရဘူးပါလား နာကျင်မပြပါနဲ့စိတ်ဆင်းရဲမပြပါနဲ့ဝမ်းနည်းမြေကြီးကြမပြပါနဲ့သူ့ကိုစိတ်ကျေနပ်အားရအောင်သူ့ရှိမှလဲစင်းပေးလိုက်တာနဲ့အတူတူပါပဲအဲ့ဒီအတွက်အကောင်းဆုံးတုတ်ပြန်